င်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျေဆက်သတင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဇုံတိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရပ်ကန်အပ်ပါတယ်ခင်ဗျာခိုးရကပရမအုံဆုံးနေနဲ့တင်ဆက်ပေးချင်တာကတော့ခိုးရကပရမအုံဆုံးနေနဲ့တင်ဆက်ပေးချင်တာကတော့ကျောက်ကြီးမြို့နယ်ဂျွန်ကြီးကျေးရွာမှာရှိတဲ့မင်္ဂလာဆောင်ကိုအကျန်းသက်စစ်တပ်က၄ရက်နဲ့ဘူးကျဲချမှု ကရောတမီးပါဝင်ပြီးသူ10ဦးတည်ဆုံးပြီး20ဦးကျော်ဒဏ်ရာရခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ကျွန်းကြီးကြီးဝါမှာရှိတဲ့မင်္ဂလာဆောင်ကိုအကျန်းဘက်စစ်တပ်ကလေရင်နဲ့ကဲချခဲ့ရမှာဒရိုတမီးပါဝင်ပြီးသူ10ဦးတည်ဆုံးပြီး20ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ကောက်ဝေးတပ်မတော်တောင်ပိုင်းတန်းစစ်တေတာမှတာဝန်ရှိသူတဦးကပြောပါတယ်။ဒီကနေ့မေလ25ရက်နေ့မနက်8:55မိနစ်အချိန်မှာဘိုးတိုင်းကြောက်ကြီးမြို့နယ်ကျွန်းကြီးဝါမှာရှိတဲ့မင်္ဂလာဆောင်နေအိမ်ပေါ်သို့ အချမ်းသက်စကောင်းစီတက်ကလေးရဲနဲ့ပိုးကျဲချခဲ့ကြောင်းအဲဒီလိုပိုးကျဲမှုကြောင့်ပြီးသူ၁၀ဦးတက်ဆုံးခဲ့ပြီးဒဏ်ရာရရှိသူ၂၀ဦးကျော်တယ်လို့သိရှိရပါတယ်။မျိုးနယ်အပိုင်းကရွှေကျင်မျိုးနယ်ထဲမှာမဟုတ်ဘူး။ကြောက်ကြီးမျိုးနယ်ထဲမှာပါ။ဒီမနက်7:55မိနစ်ချိန်ဂျုံကြီးကျေးွာထဲမှာရှိတဲ့မင်္ဂလာဆောင်နေင်းကိုပိုးကျဲတက်ခိုင်းမှုလုပ်တာပါ။အခုထပ်တိုးတာကပြီးသူ၁၀ဦးတက်ဆုံးပါတယ်။ဒဏ်ရာရသူ၂၀ဦးကျော်ရှိပါတယ်။တရုတ်သမီးလည်းဆုံးပါတယ်။၄နှစ်အရွယ်နဲ့၆နှစ်အရွယ်ကလေးနှစ်ဦးလည်းဆုံးပါတယ်လို့ တောင်ပိုင်းတိုင်းစစ်တေတာတရင်ရင်းမြစ်ကရှင်းနေပြောဆိုပါရင်လက်ရှိကြောက်ကြီးမျိုးနယ်အတွင်းမှာအကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်များကြားစီးရဲတင်းမာမှုတွေဖြစ်ပေါ်နေပြီးတော့နေမြေစုံမုံမှုမှာတော်လှန်ရေးတပ်များကအဓိကစုံမုံထားကြောင်းအကြမ်းဖက်စစ်တပ်ကဒီကနေ့မနက်ပိုင်းလေးကြောင်းတခမ်းမှုတွင်တေဆုံသွားတဲ့သူတွေဟာရထားပြည်သူများဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်ထပ်မံပြန်ဆက်ပြီးခြင်းတဲ့တရင်ကတော့ခံရောမျိုးခါလရ90တဲ့ရဲမှာတို့တက်ချက်ဂျူလိုင်ထို့မိမိကိုကနက်နဲ့ဖြစ်ခဲ့ပြီးဇုံးစီရင်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ မကွေးတန်းကံကောမျိုးအခြေဆိုင်ခါလာရ50တရက်မှတူတက်ချက်တုံးမိမိကိုကိုတနက်နဲ့ဖြစ်ခဲ့ပြီးဆုံးစီရင်ပြစ်ဆိုပွားတယ်လို့ရော်လင်းနှမကိုပါကောင်းကပြောဆိုပါတယ်ပြီးခဲ့တဲ့မေလ21ရက်နေ့ညပိုင်းမှာကံကောမှုအခြေဆိုင်ခါလာရ50တရက်မှတူတက်ချက်ဂျူလိုင်တုံးဟာမိအစေဝါများလွန်ကျွန်သွန်ဆွဲကစေတော်ပြန်ပြီးမိမိကိုကိုတနက်နဲ့ဖြစ်ခဲ့ပြီးဆုံးစီရင်သွားခြင်းဖြစ်တယ်လို့သိရပါတယ်အဆိုပါတည်ဆုံးသွားတဲ့တူတက်ချက်ဂျူလိုင်တုံးဟာ2022ခုနှစ်ခန်းကကံကောမျိုးပေါ်မှာ ပြူစောတီခေါင်းဆောင်ကုသိုလ်နဲ့ချီကိုရောင်းသူဘိုးကြီးမျိုးဝင်းသူတရားတည့်ရမှုရန်ပိုင်လုံးနဲ့ပူပေါင်းပြီးတော့ခံကောင်းလို့မှရှိတဲ့လောင်ကစားထိုင်များထမစကေခောက်ခန့်ခြင်းလောင်ကစားပြူလုံးမှုကြောင့်ရှုံးနေတဲ့ပြည်သူများကိုနေအိမ်ပေါ်မှာအတင်းအဓမ္မဖယ်ရှားခြင်းခံကောင်းမျိုးနေပြည်သူများကိုချင်းချောက်နိုင်ကျင်ခြင်းတွေလှုံ့ဆော်နေသူဖြစ်တယ်လို့သိရပါတယ်အခုတည်သွားတဲ့ဂျူလိုင်ထုံးကပင်နယ်ဘူးမှာကြာသွားတဲ့ဒိုအန်စီဘုံမှုရဲရန်ပိုင်ရဲ့ကားကိုလိုင်မောင်းပေးရတဲ့သူတို့ချင်းအစဉ်ပြေချိန်တုန်းကဆိုရင်မျိုးဝမှာလောင်ကစားတွေမိုးရဲစေးတွေကိုတို့ပဲအုံဆောင်ပြီးလောက်တာ နောက်မှပြောင်းလဲတွေဖြစ်ပြီးတော့ကိုကြီးမျိုးမဲသူ့တို့မရှိတော့မှသူတို့ကလောင်ကစားလှုပ်တာတွေငြိမ်သွားတာသူကမိမနဲ့ကွဲနေတာသူကိုယ်တိုင်ကလည်းဆေးဆွဲနေရရောအရင်လိုအာနာပြလို့မရတော့တာရောကြောင့်ဖြစ်မယ်မေလာ21ရက်နေ့ကတက်သေးတော့တာတေပြီးတော့ညာရင်းချင်းခံကောင်းမျိုးမှရှိတဲ့ရေပုတ်တတ်မှတကြိုလိုက်ပါတယ်လက်ရှိဘီဝါမိုးကတော့တိုက်ပွဲမှကြတာမဟုတ်လို့သူ့အတွက်ဘာပင်စင်ခံစားခွင့်မှမပေးနိုင်ဘူးလို့ပြောတန်ကြတယ်လို့ရောလင်းနှမကိုပါကောင်းကပြောပါတယ် မိမိကိုယ်ကိုတတ်တည်ပြီးတည်ဆုံသွားတဲ့ဒုတက်ချက်ဂျူလိုင်တွင်းရဲ့ဆရာများဖြစ်ခဲ့တဲ့အကြံဘတ်စတဲ့ရဲ့ခါလဲရ90မှာဒုတက်ရမှုရဲရန်ပိုင်ဟာပင်လယ်ဘူးမြို့တင်တိုက်ပွဲမှာတည်ဆုံသွားခဲ့ပြီးတော့တခြားဆရာတအူးဖြစ်တဲ့ဘိုးကြီးမျိုးဝင်းသူကလည်းဂျီစန်းနေရောင်စားတဲ့အမှုနဲ့ဗန်စီခံရကရခိုးခါဂျောခါပတ်စ23ကိုရောက်ရှိနေတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ဝစီဘိတ်ဘုန်းကြီးကခေါ်တယ်ဆိုလို့ဂျိုင်းထုံးမှာမယောင်းလိုက်လင်မယားကလောကတရပူစီရီဘုရားထပ်ပနာရရရခြေပွဲနဲ့ ဈေးရုံဖွင့်ပွဲတွေပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုပြဆက်ပေးကြပါတယ်။မင်းအောင်လိုင်လင်းများကသူတို့ကိုကိုွက်တဲ့ဝစစ်ပေဘုံကြီးကခေါ်လို့ဆိုပြီးဂျိုင်းတုတ်တီသွားပြီးတော့လောကတရပုံဈေးဒီဖရာထပနာရရချေပွဲနဲ့ဈေးရုံဖွင့်ပွဲတွေတက်ရောက်ခဲ့တယ်လို့ဈေးရေးသတင်းရေးမြစ်ကပြောဆိုပါတယ်။မေလာ23ရက်နေ့ကလေးကဂျိုင်းတုံးကိုရောက်ရှိခဲ့တဲ့မင်းအောင်လိုင်လင်းများဟာဝစစ်ပေဘုံကြီးရဲ့ခေါ်ယူမှုကြောင့်ဘုံကြီးကိုအဓိကသွားရောက်ကိစ္စုံတာဖြစ်ပြီးတော့အဆိုပါဝစစ်ပေဘုံကြီးအိုးဆောင်ပြီးတိဆောက်နေတဲ့ဘန်ကွဲပိုတာအိုးရင်တော်မှာလောကတရပုံဈေးဒီဖရာထပနာရရချေတာ ဲ့ဒီစီဒီမှာစီရင်အင်းများတွေမြုံနံတာတွေလုံဆောင်ခဲ့တယ်လို့သိရပါတယ်။ဂျိုင်းတုံမျိုးရဲ့ရှေးတောင်ပံ15မိုင်ကွာမှာဗုဒ္ဓဥယျာဉ်တော်ဆိုပြီးဝစီဘေးစရာတော့ကခဲ့တာ။အဲဒါက2015ခုနှစ်အစောပိုင်းကာလတွေလောက်ပဲကလုံနေတာ။အဲဒါကအင်းများနိုင်ငံပို့ထားခရကဒီဇိုင်းတိုင်းဥယျာဉ်တော်ကိုဆောက်လုပ်ထားတာပါ။အဲ့ဒီထဲမှာအာဘေယရာဇာမုနိရုပ်ဘောတော်မြတ်ကြီးနဲ့တတတတဟမဟာဘောဓိစေတီတွေတည်ထားတယ်။နောက်ပြီးလောကသရပူဖရာကြီးရဲ့ပုံလူပုံစံငယ်လောကသရပူစေတီထပ်တည်တယ်။အဲ့ဒီဥယျာဉ်တော်တစ်ခုလုံးက ်အင်းနေရရရစီရင်နေနဲ့လုထားတာလို့သိရတယ်အရေဦးရင်တော်ကတချုပ်ပွားရဲ့ယာရိုးတိုးဆက်ဆင်တက်လန်းနေတော့အစည်းမန်းနဲ့လုပေးခဲ့တဲ့ဝစီပိတ်ဆရာတော်ကြီးရဲ့ဆန္ဒကိုတချုပ်ကအောင်မြင်တဲ့အနေနဲ့လုပေးတာလို့ဒီဘက်မှာတော့အားလုံးသိကြတယ်နောက်ပြီးဦးရင်တော်ကြီးတိဆောင်းနေတာကတော့ဇေယနာမတိုင်ခင်ကလေးကဆောင်းနေတာလို့စစ်ပတ်တရင်ရှင်မြတ်ကပြောပါတယ်ဒါအပြင်ဂျိုင်းတို့မှာဝစီပိတ်ပိုးကြီးနဲ့မင်းအောင်နိုင်တို့ပေါက်တိဆောင်းနေတဲ့ဗုဒ္ဓဦးရင်တော်မှာတီလာဓမ္မစေယုံကိုလည်းမနေ့ကပွင့်လှစ်လိုက်ပြီးတော့အဲ့ဒီထက်မှတီလာဓမ္မအစေခံလည်းပေါက်ဝင်ပါတယ် ဇေယုံနဲ့ဇေကန်းကိုလည်းဝစီပေဘုံကြီးကပဲအိုးဆောင်နေရရွေးချယ်အစီရင်နေနဲ့တိဆောက်ခိုင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဝစီပေဘုံကြီးလို့လူသိများတဲ့ဂျိုင်းတုံမျိုးဒီလာဓမ္မကုံးတာဒေါ်ရဗရာဏနာယကအဂါမဟာတတမဇောတိကတဆဗတ္တနာကိုဝိဒဟာမင်းအောင်လိုင်ဒိုင်မိုးပို့ချုပ်ဘောကရကိုးပွဲကြတာဖြစ်ပြီးတော့ရရရရအမြဲတမ်းခြေပေးခဲ့တဲ့ဘုံကြီးဖြစ်တယ်လို့သိရပါတယ်။ယခင်အာနာရှင်ဟောင်းတန်းရွှေရဲ့လက်ထက်မှာမင်းအောင်လိုင်ယာတို့တပ်ပိုးနဲ့တချုံယာတို့ရာဖို့အတွက် အရေးဝစီပိတ်ဘုန်းကြီးကရရရီအမျိုးမျိုးခြေပေးခဲ့ပြီးတော့သူခြေပေးတဲ့ရရရာအတိုင်းမယောင်းလင်းကလည်းရာတို့တွေရာခဲ့တာမို့လို့မယောင်းလိုက်နဲ့ချူချူလားပါဝင်ဓမိသားစုလုံးကဝစီပိတ်ဘုန်းကြီးကိုရုံရုံချီချီခိုးခွဲကြတယ်လို့လည်းပြောရပါတယ်။ဒါပြန်2022ခုနှစ်ဖေဖော်ဝါရီလတရနေ့ဆေးရနာဒိမ့်ဖို့မတိုင်းမီမှာလဲမယောင်းလိုက်နဲ့ချူချူလားကဝစီပိတ်ဘုန်းကြီးစီကိုတွားရောက်ပြီးတော့အာနာဒိမ့်ဖို့အတိုင်းမင်းရရရာစီစဉ်ခိုင်းခဲ့တယ်လို့စပတ်သတင်းရင်းမြစ်တွေကဆိုပါတယ်။ဒါပြန်နေပြီးတော့မှနေတဲ့မယောင်းလင်းကတို့တွယ်လိုအပ်တဲ့အခါတိုင်းစလိရင်စစ်လို့ပြီး အဲ့ဒီကြိုင်တုံးမှာရှိတဲ့ဝဇပေပူကြီးကိုခေါ်ဆောင်ဆုံးခတ်တာမေးမှရုပ်ပတ်ခိုင်းတာဘေးရင်နဲ့ရရရတွေစီမံခိုင်းတာတွေလုံးဆောင်နေရှိတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှပြန်ဆက်ပေးခြင်းတဲ့တရင်ကတော့ဇလိနေမျိုးရကနေရရင်ဂျာ429ဥပတိတည်ဆုံးခဲ့တဲ့တရင်ကိုပြန်ဆက်ပေးကြပါတယ်။ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စကန်ကရရင်ဂျာတွေနဲ့လက်တလော့ရခိုင်ပြည်နယ်မြောက်ပိုင်းကထွက်ပြေးလာတဲ့ရရင်ဂျာတွေကိုတင်ဆောင်ထားတဲ့ဇလိမစိဟာပြီးခဲ့တဲ့မေလ9ရက်နေ့နဲ့10ရက်နေ့တွေမှာဘင်္ဂလားပင်လယ်အတွင်းမျိုးမှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် ရိုဟင်ဂျာတခွာတဲ့ပေါင်း429နှစ်ဦးတိဆုံးပွဲရှိနေတယ်လို့ UNHCR ကထုတ်ပြန်ပါတယ်။ကုလသမဂ္ဂ UNHCR ရဲ့အာရှပစိဖိတ်ဆိုင်ရာဒါရိုက်တာကရော်ပါလာတဲ့လူကချင်းစန္ဒာထောက်ထားမှုအခြေအနေတွေနဲ့ပိုမိုဆိုးွားလာတဲ့မိသားစုလုံခြုံရေးအကားအွယ်ရရှိနိုင်မှုနဲ့ကိုယ်သိကရှိစွာသက်ရှင်ရပ်တည်နိုင်ရေးတို့အတွက်စူးစမ်းရုံကန်းကြရင်တို့ရဲ့ဘဝတွေဟာဆူရွားစွာထိခိုက်လျက်ရှိတယ်လို့ဆိုပါတယ်။ဒါပြင်ကုလသမဂ္ဂအနေနဲ့အဲ့ဒီဖြစ်စဉ်ကလုံးငယ်လူတေပြောက်စီးရင်ဟာကနဦးပစ္စည်းချက်တွေပြပြီးနောက်တဲ့အသေးစိတ်ကိုစုံစမ်းစစ်ဆေးနေပြီးတော့ ရီအရေးအတွက်ကိုအတည်ပြုနိုင်မယ်ဆိုရင်ပင်လေတဲ့အဖေးစင်ဖြေရမှုအများဆုံးဖြစ်စဉ်ဖြစ်မှတန်းဝင်သွားမှာဖြစ်ပါတယ်။ကနဦးတရင်ချက်လက်တီးရဆက်လီနှစင်းပေါ်မှာစုစုပေါင်းလိုက်ပါလာတဲ့ရဝင်းကြအိုးကြီး914ဦးရှိပြီးတော့လက်ရှိမှာ419နာဟုတည်ဆောက်တာကအသက်ရှင်ကျန်ရဲသူ69နာဟုရှိနေမယ်လို့သိရပါပဲ။အသေးစိတ်ကိုဆက်လက်ဒီပုနေစေဖြစ်တယ်လို့ကုလသမဂ္ဂကပြောထားပါတယ်။အဲဒီအသက်ရှင်ကျန်ရဲသူ69နာဟုကိုလည်းအကြံပေးစကုံးစစ်ကထိန်းထိန်ထားတယ်လို့ကနဦးတရင်ရရှိထားပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးဒေသိတ်ချက်လက်တွေကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ဒါအပြင်ဆက်ဆက်တရင်တွေအရတတိယမြောက်လေးတစ်စင်းလည်းရှိနေပြီးအဲ့ဒီဇလေးကိုတော့ဖခွားစင်တွင်ဖန်ဆီးခံရတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဘော်လကဲမျိုးနဲ့ရင်းနှီးပေါက်ကြီးဝါနီအကြမ်းမဲ့စစ်တပ်ရဲ့ကာကင်စခန်းကိုတက်ခတ်တင်ပိုက်မှုအကြမ်းမဲ့စစ်တပ်ဘက်မှတိုက်စုံမှုတွေရှိပြီးလက်နက်ခဲယမ်းတချို့တင်းဆဲရရှိကအတော်လိုင်းတပတ်ဝင်ချာဦးကြာဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ဒီနေ့ပြည်နယ်ဘော်လကဲမျိုးနဲ့ရင်းနှီးပေါက်ကြီးဝါနီမှာရှိတဲ့ အကြံဘတ်စကောင်းစီတက်ရဲ့ကာကင်စခန်းတစ်ခုကိုအတိုက်ခိုက်သိမ်းပိုက်ခဲ့အောင်အကြံဘတ်စစ်သားများထိခိုက်သေဆုံးမှုရှိခဲ့ပြီးတော့လက်နက်ခဲယံတချို့ကိုလည်းသိမ်းဆည်းရရှိကောင်ဒေါ်လန်ရေးတပ်ဖွဲ့ဝင်6ဦးကြာဆုံးခဲ့တယ်လို့ဖာဆောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်ဒီကိရဲမေလ22ရက်နေ့ပေါ်လခဲမျိုးနယ်ရင်းနှီးပေါက်ကျေးဝါနေမှာရှိတဲ့အကြံဘတ်စစ်တက်ရဲ့ကာကင်စခန်းတစ်ခုကိုဂရင်းနေဒေါ်လန်ရေးပူပေါင်းတပ်များကတိုက်ခိုက်ခဲ့ရမှာအကြံဘတ်စစ်သားများထိခိုက်သေဆုံးမှုရှိခဲ့ပြီးတော့ပေါ်လခဲမျိုးထွက်တိစခောက်စီတပ်သားတွေစောက်ခွာတပ်ပြေးသွားတာကြောင့် အဲ့ဒီစကန်ကိုတင်ပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းဒါပြင်အဲ့ဒီစကန်တင်တိုက်ပွဲတွင်လက်နက်ခဲယံတချို့ဘင်းဆဲရရှိခဲ့ကြောင်းသိရပါတယ်။ဟီနီပေါအိုနီကကကင်းစကန်တင်မိခဲ့တာပါ။ဇာခါရီဘက်ကလည်းထိခိုက်သေဆုံးမှုကရှိပါတယ်။လက်နက်ခဲယံအနေနဲ့ဘင်းဆဲရရှိမှုလည်းရှိပါတယ်။ဓာပေါင်းစုကတရားဝင်ထုတ်ပြန်ရင်ပါလာပါလိမ့်မယ်။အင်အားကကကင်းစကန်အားလုံးဆိုရင်အင်အား200ကျော်လောက်ရှိပါတယ်။မြို့ရဲတီးတော်ဆုတ်ပြေးတာမဟုတ်ပါဘူး။မြို့နားထိဆုတ်သွားတာပါလို့ဘာဆောင်မျိုးနယ်ပြည်သူ့ခွဲကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတော်ကပြောပါတယ်။အဲ့ဒီကကင်းစကန်တိုက်ခိုက်တင်ပိုက်ပေါ်တွင် အရိကာကင်းစကန်တက်ခိုက်တင်ပိုက်ပေါ်တွင်ထားဆောင်တိတူကာကွယ်ရေးတပ်မှတန်း23နေရွယ်ဒေါ်တက်ဆုမိုးရဲဘော်မင်းစောအတန်း23နေရွယ်ဒစိမိုးရဲဘော်ဇုံးနေလင်းတို့အပါဝင်ဂရင်းနီတော်လိုင်းတပ်ပေါင်းစုဘက်ကရဲဘော်ချောင်းကိုတက်ဆုံးခဲ့တယ်လို့သိရပါတယ်ဒီလိုတွေအနေနဲ့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကိုဝန်ရံပေးကြဖို့နဲ့တော်လိုင်းရေးကိုစိတ်မကုံစိတ်မပြတ်ကြပါနဲ့အခက်အခဲတွေကိုပြည်သူတွေနဲ့အတူခေရှာပြီးအောင်မြင်တည်တည်ဆက်လက်တော်လှန်တိုက်ခိုက်သွားပါမယ်လို့အပိစကားပြောချင်ပါတယ်လို့ဖာဆောင်ပြည်သူကားဝေးတပ်မှတာဝန်ရှိသူတအူးကပြောပါတယ် လက်ရှိမှာ GNB နဲ့အတွင်းသူစကောင်းစီတက်ကစကြောင်းများထိုးကနေမည်စမိုးရေးပြန်လဲရရှိရေလှုံ့ဆော်လာပြီးတော့အတူတပြည့်မိုးကြီးမှာစကြောင်းထိုးဝင်ရောက်ရန်ဂျိုးစားလျက်ရှိတယ်လို့တော်လန်ဟိတမားရဲ့အဆိုအရသိရပါတယ်။ဆက်လက်ပြီးတော်လန်စာရေးဆရာရေးသားထားတဲ့အဘားရဲ့ရွေးကောက်ပွဲပြည့်မဲ့နေဆိုတာကိုတင်ဆက်ပေးကြပါမယ်။ဒုက္ခတို့အာနာမြဲကိုမာလာချင်းပါတဲ့ရွေးကောက်ပွဲရဲ့လုံခြုံရေးကိုဒိုးချုပ်စိုးဝင်းကိုတိုင်တာဝန်ယူရတယ်လို့ပြောရတဲ့ပုဂ္ဂိုလ်အားတက်ဆရာဖြစ်သွားမိတယ်။အဲ့ဒီဒုတက်ချုပ်ဟာကြားပြည့်နဲ့ဒေဒေးလေးရဲ့စစ်စင်ရိုးတောင အတွဲလိုက်ပြည့်ဒုံကားကြီးတွေနဲ့ဆင်းကင်ဘူးတယ်။ရှမ်းမြောက်ကိုလည်းသူပဲကင်ခဲ့တာတဲ့။နောက်ပြီးကရင်ကွဲမှာအောင်စရာဆိုတဲ့နိုင်ငံတော်ဆင့်စေချောင်းကြီးကိုသူပဲဦးဆောင်ခဲ့တယ်မဟုတ်လား။အတေကန်ဒရုန်းနဲ့တွဲလို့မနေပြန်ကူခဲ့ရတယ်ဆိုပင်။ဒါပြင်ရခိုင်နာမခခန်းစစ်ကိုလည်းသူပဲခုတ်ခဲ့တာဖြစ်တယ်။အဲဒါကြောင့်မို့လို့ကွင်စင်းနဲ့ပေးတဲ့အရာရောသူ့ရဲ့တမိုင်းကြောင်ရာကိုပါပြန်တွက်ကြည့်မယ်ဆိုရင်မားလာချင်ပတ်မဲ့ယူကောက်ပွဲရဲ့လုံခြုံရေးက အောင်မြင်စရာအကြောင်းမရှိပါဘူး။နောက်တစ်ခုကအန်ယူဂျီအရောပြည်သူတွေကပါ မရရအောင်တိုက်ပြတ်ကြပါလိမ့်မယ်။ဒါဆိုရင်မားလာရဲ့ရွေးကောက်ပွဲကိုဖျက်ဆီးသွားစေဖို့အလွယ်ကူဆုံးအနည်းကဘာဖြစ်လိမ့်မလဲ။ဟုတ်ကဲ့။များများဆက်စားတော့မလိုပါဘူး။နံပါတ်၁ရွေးကောက်ပွဲကောမရှင်ရုံ၃ခုရယ်။နံပါတ်၄၃ပါတီတွေကအဓိကဖြစ်တဲ့တတက်ခိုင်ကိုကိုကြီးအေးမောင်းနဲ့ခင်းရယ်။နံပါတ်၃လော်ဘီပေါ်မှာကြော်မျိုးမယ်။အလဲပန်းကတန်တော့ကြော်စိုးဒစင်နံပါတ်၄ဖက်ကွက်စားတွေကဒိန်းတော့ခန်းစစ်တို့ဟေသမားညီမနဲ့ယုံလေးဆိုတဲ့ကောင်းနေရယ် စားတဲ့ဘောမ10កောင်15កောင်လောက်ကိုရှင်းပြတာ ਨੇ မာလာရဲ့ရွေးကောက်ပွဲကလိုလိုပြတ်သွားပါလိမ့်မယ်ဒါကလည်းသူတို့ကိုတည်စေချင်လို့တော့မဟုတ်ပါဘူးတတိုင်းပြည်လုံးရဲ့အသက်တွေကိုကယ်တင်ဖို့အဲ့ဒီလူငယ်50ယောက်လောက်ကိုရင်းနေတော့ပါသူတို့ကိုလည်းတမိုင်းတွင်သွားစေချင်တဲ့စေတနာလည်းပါပါတယ်အမှန်ကန်တင်ပြရခြင်းဖြစ်ပါတယ်မေယုံမိုးဆိုရင်တောင်လောက်ကြည့်တင်ပါတယ်ဒီသူတွေကလည်းသဘောတူပါတယ်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ကြတဲ့တရင်ပြည်သက်များကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြီးရင်ပြပါတရင် ဒေါက်တာဟင်ဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။